မင်္ဂလာပါခင်ဗျာယနေ့တော့ကျွန်တော်တို့ရဲ့ digital ပေါ်အားအတွက်အရေးကြီးဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ Google account အကြောင်းပြောကြအောင် email တွေတက်ဖုန်းတွေအရေးကြီးစာလွတ်စာတမ်းတွေအားလုံးကိုတိမ်းထားတဲ့ဒီနေရာကို hacker တွေလက်ကနဲ့ဘလို့ကာကွယ်မလဲဆိုတာအတူတူကြည့်လိုက်ကြအောင်အခုဒီမေးခွန်းလေးကို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 အရင်ဆုံးမေးချစ်စေချင်ပါတယ်ဟုတ်တယ်ကျွန်တော်တို့ရဲ့ digital ဘဝကဘယ်လောက်ထိလုံခြုံမှုရှိနေပြီလဲ အခုခေတ်မှာ online လောကနဲ့နေဆင်ဘဝဆိုတာကခွဲခြားလို့မရတော့ဘူးလေဆိုတော့ဒီမေခွန်းရဲ့အဖြေကတော်တော်လေးအရေးကြီးနေပါပြီကျွန်တော်တို့ Google account တွေမှာဘာတွေရှိလဲဆိုတာခဏလောက်စဉ်းစားကြည့်အောင် Gmail တွေကိုပိုက်တပ်ပုံတွေအလုတ်က document တွေ Google Maps မှာတွားခဲ့တဲ့နေရာအမှတ်တမ်းတွေတခြား website တွေအတွက်မှတ်ထားတဲ့ password တွေအများကြီးပဲတကယ်တော့ဒါဟာကိုပိုင်ချက်လက်တွေအကုန်လုံးစူးစိထားတဲ့ဗဏ္ဍာတိုက်အကြီးတကူလိုပါပဲအဲ့ဒီတော့လုံခြုံရေးကနံပါတ်1ဦးစားပေးဖြစ်ခုဖြစ်ရမှာပေါ့ ကဲဒီနေ့မှာတော့အဓိကအချက်၅ချက်နဲ့ကိုယ့်ရဲ့ Google account ကိုတန်ချက်ကအင်ဂျီဘီအိုဝစ်ပေးမလဲဆိုလားအဆင့်လိုက် ရှင်းတာတော့မှာပါလုံးဝမခက်ပါဘူးလူတိုင်းလွယ်လွယ် Google လိုက်လို့နိုင်တဲ့အချက်တွေကြီးပါပဲပထမဆုံးအနေနဲ့ဒီလိုလေးမြင်ကြည့်အောင်ကိုယ့်ရဲ့ Google account ဆိုတာကိုယ့်ပိုင်ဆိုင်တဲ့ digital အိမ်တလုံးလိုပါပဲအပြင်ကအိမ်ကိုတောခတ်တယ်လို့ဒီ digital အိမ်ကိုလည်းတေချာကာကွယ်ဖို့လိုအပ်ပါတယ်ဟုတ်ပြီ ကိုယ့်ရဲ့ digital အိမ်လုံခြုံရေးလားဆိုတာစစ်ဆေးဖို့အကောင်းဆုံးနည်းလမ်းကတော့ security checkup လုပ်တာပါပဲ။ဒါက Google နဲ့အချင်းတင်ပေးထားတဲ့ tool တစ်ခုဖြစ်ပြီးသုံးရတာလည်းအရင်လွယ်ပါတယ်။ Google security checkup ဆိုတာကဘာလဲဆိုတော့ကိုယ့်အကောင့်မှာလုံခြုံရေးအားနည်းချက်တွေများရှိနေလား၊ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုမိနစ်ပိုင်းအတွင်းစစ်ဆေးသည့်လမ်းညွှန်ပေးတယ်။ကိုယ်ပိုင်လုံခြုံရေးလက်ထောက်တရားလိုပါပဲ။ဒီပညာပိုင်းတွေရှုပ်ရှုပ်ထွေးထွေးသိကြမလို့ပဲလွယ်လွယ်ကူကူလှုပ်ဆောင်နေပါတယ်။ ဒီ check out မှာအဓိကလောက်ရမယ့်အရာတွေကတော့ကိုယ့် account ကိုဘယ်လို device တွေကဝင်ထုံးနေလဲဆိုတာပြန်စစ်တာမကြတဲ့ခင်ကထူးခြားတဲ့လုံဆောင်ချက်တွေရှိမရှိကြည့်ရတခြား app တွေကိုကိုယ့် account သုံးခွင့်ဖြည့်ထားတာတွေစီမံခန့်ခွဲတာပြီးတော့ account မှာပြဿနာတစ်ခုခုဖြစ်ရင်ပြန်ယူလို့ရအောင် recovery information တွေမှန်မမှန်စစ်တာတွေပါပဲကိုမထီးတဲ့ device တစ်ခုခုတွေ့တာနဲ့ချက်ချင်းကိုဖယ်ထုတ်ပြလို့ရပါတယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ရဲ့ digital aim ကိုအချက်ပေးစနစ်တက်စင်တာနဲ့တူရဲ့ two step verification ပါပဲဒါက password ဆိုတဲ့ပထမတကားအပြင်ဒုတိယအကားကွယ်တလွာထပ်တိုးပေးလိုက်တာပါရှင်းရှင်းလေးပါပဲ password တခုတည်းသုံးတာကတော့တချောင်းတည်းနဲ့အိမ်တကားဖွင့်တာနဲ့တူတယ်အဲ့ဒီတော့အခိုးခံရရင်ဒါမှမဟုတ်ပုံတူလွတ်ခံရရင်ဧဝပါပဲ do step verification နဲ့ဆိုရင်တော့ password ဆိုတဲ့တော့ရှိနေရင်တော့မှာအိမ်ထဲဝင်ဖို့တော့ကိုကိုဖုန်းစီကိုပို့လိုက်တဲ့တခါတုံးခုလိုလာပြီအဲ့ဒါမရှိရင်ဘယ်သူမှဝင်လို့မရတော့ဘူးဒီတော့ အားတာကျက်တာဆင်းနေတာပဲ hacker တယောက်ကကို့ password ကိုဒီနည်းနဲ့တီးသွိုင်းတော့မှ account ထဲကိုဝင်လို့မရတော့ဘူးတစုံတယောက်ကဝင်ဖို့ကြိုးစားတာနဲ့ကိုဖုန်းစီကိုဟဲ့တကူမမမတော့ဘူးနော်ဆိုပြီးအချက်ပေးအလတ်ချင်းချင်းရောက်လာမယ်ဆိုတော့ကို့ account ကိုဘယ်သူဝင်တုံနိုင်လဲဆိုတာကိုကိုယ်တိုင်ပဲအပေးကွာထင်းချုံနိုင်တော့မှာပေါ့အခုကျွန်တော်ရဲ့ digital အင်္ဂလိပ်အထိကတော့ master key ထွက်တဲ့ password အကြောင်းကိုပြောကြရအောင်ဒီတော့ကိုခိုင်မအောင်လို့တာက လုံခြုံရေးအတွက်အရေးအကြီးဆုံးနဲ့ပထမဆုံးလုပ်ရမယ့်အဆင့်ပါပဲ။ကဲခိုင်မာတဲ့ password တစ်ခုဖြစ်ဖို့ပါတီလောရမလဲပါတီရှောင်ရမလဲဆိုတာဒီမှာကြည့်လိုက်ရအောင်။လောရမာတွေကအနည်းဆုံးစာလုံး12လုံးနဲ့အထက်တုံးပါစာလုံးအကြီးအသေးနံပါတ်နဲ့သင်ခေတ္တတွေကိုရောပြီးတုံးပါအကောင့်တစ်ခုချင်းစီတော့မထိုးတဲ့ password တစ်ခုစီထားပါရှောင်းရမာတွေကတော့ကိုယ်နာမည် မွေးနယ်လိုမျိုးကိုရေးကိုတဲ့အချက်လက်တွေမတုံးပါနဲ့ password တော့12345စတလိုမျိုးလူသုံးများတဲ့စကားလုံးနဲ့ရှောင်းပါပြီးတော့ password တခုတည်းကိုနေရာတိုင်းမှာလိုက်သုံးတာမျိုးလုံးဝမလုပ်ပါနဲ့ password တွေအများကြီးမှတ်ရတာခက်တဲ့ဆိုရင်ဒီနည်းလေးသုံးကြည့်လို့ရပါတယ်စကားလုံးတစ်လုံးတည်းကိုစဉ်းစားမဲ့အစားကိုကြိုက်တဲ့ဝါကြတစ်ကြောင်ကိုစဉ်းစားလိုက်ပါဥပမာ my favorite food is mohinga ဆိုတဲ့ဝါကြကို MFF is MHD ဆိုတာမျိုးပြောင်းလိုက်ရင်မှတ်ရလဲလွယ်တယ်လို့တော်တော်လေးခိုင်မာတဲ့ password တစ်ခုဖြစ်သွားပါပြီ။နောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်ကတော့ phishing လို့ခေါ်တဲ့ online နဲ့ link လဲလက်ဖြာမှုတွေကိုသတိထားဖို့ပါပဲ။ဒါကကို digital index ကိုအယောင်ဆောင်ပြီးဝင်ဖို့ကြိုးစားတဲ့တခိုးတွေလိုပါပဲ။ phishing email တွေမှာအများဆုံးတုံးလိရှိတဲ့စာသားပုံစံတစ်ခုကဒါမျိုးပဲ။ ရေးပေါ်ပါအကောင့်ကိုပေးကလေးပါရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးတိကြီးလောက်ဆောင်ခိုင်းပြီးကိုရဲ့ password ဒါမှမဟုတ်ကိုရေးကိုရအချက်လက်တွေကိုတောင်းဖို့ကြိုးစားကြတာပါ phishing email ဟုတ်မဟုတ်ခွဲခြားနိုင်တဲ့အချက်ပြမိနေတယ်ရှိပါတယ်ဥပမာအရေးတိကြီးလောက်ခိုင်းတာချင်းချောက်တာတွေကိုရေးကိုရအချက်လက်တောင်းတာကိုနာမည်ကိုမဟုတ်ဘဲ dear user လို့မျိုးရေးပရဲ့နှုတ်ဆက်တာစာလုံးပေါင်းသဖို့နဲ့တတအမားတွေပါနေတာ ပို့လိုက်တဲ့ email လိပ်စာက official မဟုတ်ဘဲထူးထူးဆန်းဆန်းဖြစ်နေတာပြီးတော့ email တဲ့က link ကတရားဝင် website ရဲ့လိပ်စာနဲ့မတူတာတွေပေါ့ဒီချက်တွေကိုတတိထားကြည့်ုံနဲ့အလင်မခံရအောင်ကောက်ွက်နိုင်ပါတယ်ဒီနေရာမှာမထားရမယ့်ရွှေစည်းမင်းတကူပဲရှိပါတယ်အဲ့ဒါကတော့နည်းနည်းလေးဒါတို့တန်တရားဖြစ်ရင်အဲ့ဒီ link ကိုလုံးဝမနိုင်ပါနဲ့အဲ့ဒီအစ browser တစ်တကူဖွင့်ပြီးတရားဝင် website ကိုကိုယ်တိုင်စာရိုက်ပြီးတိုက်ရိုက်သွားတာအကောင်းဆုံးပါပဲကဲ ဒါဆိုရင်တော့ဒီနေ့ပြောခဲ့တဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြန်ကြည့်ကြရအောင် ကိုယ့်ရဲ့ digital aim ကိုလုံလုံခြုံခြုံတော့ခတ်ထားနိုင်ဖို့အတွက်မဖြစ်မနေလှုပ်ဆောင်ရမယ့်အဓိကတော့ချက်၄ခုကိုပဲမှတ်ထားလိုက်ပါဒီ checklist လေးကိုပဲမှတ်ထားလိုက်ပါတဲ့ security checkup ကိုပုံမှန်လုပ်ပါနှစ် two step verification ကိုဖွင့်ထားပါသုံးခိုင်မာပြီးမတူညီတဲ့ password တွေသုံးပါလေး phishing email တွေကိုတတိထားတဲ့အောင်လေ့လာထားပါ ဒီချက်လေးချက်ကိုလိုက်လို့ယုံနဲ့ကိုယ့်ရဲ့ digital ဘဝကိုအရင်ကထက်မှအကြီးပိုပြီးလုံခြုံအောင်လုပ်နိုင်မှာထိချပါတယ်။ဒါကြောင့်နောက်ဆုံးအနေနဲ့ဂျီမေးဟွန်းလေးကိုပဲထားခဲ့ချင်ပါတယ်။ကိုယ့်ရဲ့ digital အင်တာကားကိုဒီနေ့တေချာ lock ချပြီလား။အချိန်မစွဲပဲအခုပဲခဏလောက်အချိန်ယူပြီးစစ်ဆေးကြည့်လိုက်ကြဟိုတိုက်တွန်းချင်ပါတယ်ခင်ဗျာ။